မလေးရှားအစိုးရနဲ့ဗြိတိန်ကဂျိုဒူးဆက်သွယ်ရေးအဖွဲ့အင်မဆက်တို့ဟာလွန်ခဲ့တဲ့3လကပျောက်ဆုံးခဲ့တဲ့မလေးရှားလီယင်း MH370 ရဲ့ပြန်သမှုလမ်းကြောင်းဆိုင်ရာသတင်းအချက်အလက်တွေကိုအင်္ဂါနေ့ကထုတ်ပြန်လိုက်ပါတယ်။စာမျက်နှာ48မျက်နှာပါတဲ့ဒီအစီရင်ခံစာထဲမှာမတ်လ10ရက်နေ့ကလေယာဉ်ဟာအရက်ဖက်ရေဒါမျက်နှာပြင်တွေဝါကနေပျောက်သွားခဲ့ပြီးတဲ့နောက်လေယာဉ်နဲ့ဂျိုဒူးကြားဆက်သွယ်မှုဆိုင်ရာသတင်းအချက်အလက်တွေကိုဖော်ပြထားပါတယ်။လေယာဉ်မော်ပါသွားတဲ့ခီးတွေရဲ့ဆွေမျိုးတွေကတော့ လူ239ယောက်ကိုတင်ဆောင်ထားတဲ့ပျောက်ဆုံးလေယာဉ်နဲ့ပတ်သက်ပြီးပွင့်လင်းမြင်သာမှုရှိဖို့ထပ်ခါတလဲလဲတောင်းဆိုခဲ့တာပါ။ဒါကြောင့်အခုလိုထုတ်ပြန်တာလည်းဖြစ်ပါတယ်။ a line a special line for anybody who wants to ask any technical inquiry မလေးရှားအရက်ဖက်လေးချောင်းအရာရှိချုပ်အဇာရဒင်းအဗ်ဒူရာမန်ကဒီတင်းအချက်လက်တွေကိုနားလည်ဖို့ကျွမ်းကျင်မှုရှိဖို့လိုတယ်ကျွန်တော်ကိုယ်တိုင်တောင်းအပြည့်အစုံနားမလည်ဘူးဒီအစီရင်ခံစာကိုကြည့်ဖို့ပညာရှင်လိုတယ်လို့သတင်းနောက်တွေကိုပြောပါတယ် အင်္ဂါနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာလေရင်ပြန်မတက်ခင်စနေမနက်တနာရီမတင်းလောက်ကနေလေရင်ကတုံ့ပြန်မှုလုံးလုံးမရှိတော့တဲ့အချိန်မတိုင်ခင်၈စက္ကန့်အချိန်အထိနောက်ဆုံးထုတ်လွှင့်မှုတွေမြေပြင်ကနေစတင်ခေါ်ဆိုခဲ့တဲ့ဖုန်းခေါ်ဆိုမှုနှစ်ခုတို့လည်းပါဝင်ပါတယ်။ပင်ဆက်သွယ်မှုတွေနဲ့လေရင်ရဲ့ပြန်တမ်းမှုအချိန်မောကိုအခြေခံတွက်ချက်မှုတွေအရလေရင်ဟာအရက်ဖက်ရေဒါတွေကနေပျောက်သွားပြီး9နာရီကနေ10နာရီအကြာမှာဝေးလံခေါင်ဖျားသမုတ်တရားတွေကိုကြာသွားပုံရတယ်လို့ဆိုပါတယ်။ ဂျိုဒူးကနောက်ဆုံးထောက်လှမ်းဆက်သွယ်နိုင်ချိန်နဲ့လင်းရင်ရဲ့လောင်စာစီပမာဏဟာလည်းတိုက်ဆိုင်နေပါဗျ။လင်းရင်ကျသွားတယ်လို့ယူဆရတဲ့ဩစတြေးလျနိုင်ငံအနောက်ပိုင်းရေပြင်မှာနိုင်ငံပေါင်း2000စင်ကျော်ကရှာဖွေခဲ့ပေမဲ့ဘလို့အစအနာကိုမှရှာမတွေ့ခဲ့ပါဘူး။ area studio မှာ2300ကျဲတဲ့ဖြစ်နိုင်ခြေရှိတဲ့သမုတ်တရားကျမ်းမြင်မှာလေရင်ပြတ်အစအနာတွေကိုရှာဖို့အချိန်တစ်နှစ်ကြာမယ်လို့ပညာရှင်တွေကဆိုပါတယ် မလေးရှားတရုတ်နဲ့ဩစတြေးလျအစိုးရတွေကတော့ပင်လယ်အောက်ထဲမှာရှာဖွေမှုအစ်စ်တွေကိုလုပ်နိုင်ရေးရှာဖွေဧရိယာတတ်မှတ်ဖို့ပျောက်ဆုံးလေရင်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်အလုံးကိုပြန်စစ်ရေးမေလအလယ်ပိုင်းကသဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။မလေးရှားအစိုးရကတော့လေရင်ဘလို့ဖြစ်သွားတယ်ဆိုတဲ့အချက်ကိုရှာဖွေနိုင်ရေးကုလသမဂ္ဂရဲ့စည်းမျဉ်းတွေအတိုင်းတရားဝင်နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဥဆောင်မှာဖြစ်ပါတယ်ရှင်။